ရွေးစပါးလှိုင်ချိန်၌အိတ်စပိုးရာအဝယ်ရှိ၍စံစေးတန်းတွေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွေစပားလှိုင်းချင်းဖြစ်တာကြောင့်ပြည်ပတင်ဖို့စံတွေရန်ကုန်ကိုစံအဝင်များနေပေမဲ့ exporter အဝယ်ရှိ၍စံစေးတန်းနေပြီးငိမ့်နေတယ်လို့ဘရင်အောင်စံကုန်စီတိုင်းကတည်ရပါတယ်ပြီးခဲ့တဲ့နှွေစပန်းစတင်ထွက်ရှိချိန်ခါတရက်ကိုစမ်းတဲ့စကွဲအိတ်ရှိ2000ကနေ2000ခွဲဝင်းကျင်အထိသာဝင်းရောက်ခဲ့ရာကနေလက်တလုံးမှာ9000ဝင်းကျင်အထိဝင်းရောက်နေတယ်လို့ဆိုပါတယ် လက်ရှိပြည်ပတင်ပို့တဲ့စံစည်းကွာအခြေအနေနဲ့ပတ်သက်လို့မြန်မာနိုင်ငံစံစပောင်းကုန်တယ်များအသင်းဗရင်နောင်စံကုန်စည်တိုင်းမှာတွင်ရေမှုဥအောင်သူဟိန်ကရန်ကုန်မီဒီယာဂရုကို ခုလိုပဲပြောပါတယ်အဝယ်ရှိပါတယ်တောက်လျှောက်တဲ့ဝယ်နေတယ်ဟိုဒီစီးကအဲဒီစီးလဲနိုင်နိုင်နေတဲ့အချိန်ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးဖြစ်နေတော့ဒီကတော့ဒီနေ့လေးအေးသေးနဲ့ရောင်းလို့ဖြစ်နေတာပေါ့ အဒီလိုအဝေးများနေပေမဲ့လည်းပြပတင်ပို့ချားတဲ့ exporter များမှပုံမှန်ဝယ်ယူနေတာကြောင့်ဈေးနှုန်းအသက်ကျနေပါကဈေးငိမ့်နေပြီးဈေးကွက်လာလာနဲ့ပတ်သက်လို့ဦးအောင်သူဟင်းကအခုလိုဆက်ပြောပြထားပါတယ်ဒီကောကတော့ကျွန်တော်တို့ထင်တာတော့ဒီကားတော့နိုင်ငံတကာပေါက်ကြီးပေါ့နော်နိုင်ငံတကာပေါက်ကြီးကြီးနဲ့ဒါအခုကဒီလိုက်ကြည့်ရောင်းနေရတဲ့အချိန်ကျတော့ဒီလက်ကလောတော့စိတ်အားကြီးနေမတက်နိုင်ဘူး ကြာမှုဆိုတာလည်းနည်းနည်းတော့ခံပါဘူးနော်ဟိုလိုက်တော့ဘူးလေစိတ်တော်မလွယ်သေးခင်လေအစောပိုင်းပြည့်နှောင်းဆန်းကုန်းစီတိုင်းတို့ပဲခူးတိုင်းရှေချမ်းအနောက်ချမ်းအေယဝတီတိုင်းအပအဝင်နေဆောင်ကနေထွက်ရှိတဲ့နှွေးဆန်းတွေဝင်းရောက်နေတယ်လို့ဆိုပါတယ် ပြပကိုတင်ဖို့ထင် export စံတဲ့အိတ်ကိုအမျိုးအစားအလိုက် ထိษาတဲ့အိတ်ကိုကျပ်9800မှ9900ကျပ်ဝင်းချင်းလက်စာတဲ့အိတ်ကိုကျပ်9600ကနေ9900ကျပ်ပုံမှန်စတဲ့အိတ်ကိုကျပ်9400ကနေ9900ကျပ်နဲ့စကွဲတဲ့အိတ်လင်းအမျိုးအစားအလိုက်ကျပ်4450ကနေ4800ကျပ်အထိဈေးနှုန်းအသီးသီးရှိနေတယ်လို့သိရပါတယ်ရှင်။